ားသူကြီးအောတန်ရီလာအကြောင်းတရားသူကြီးမှဆာအပိုင်း၃အပိုင်းငယ်9မှ7အီသရီလာလူလို့တကအေကောတူပြီမှထွက်ပြီးတီနာတောင်သို့ရောက်တဲ့အခါဖျားသခင်ကမောရှိကနေတဆင်ပညတ်တော်ဆယ်ပါးကိုမိတ်တော်မူပါတယ်ဖျားသခင်ကလွဲလို့ဘသူကမှမကိုးခွေရ ရောထုပြုလုပ်ပြီးမကိုးကွယ်ရလို့ဖရာသခင်ကမိန်တော်မူပါတယ်။ Itherila အမျိုးတို့ရဲ့ခေါင်းဆောင်များဖြစ်တဲ့မောရှိနဲ့ယောရှုတို့ကလည်းသူတို့ရဲ့ဆန္ဒကိုစွန့်ကဖရာသခင်ကိုသာဝေပြူချဖို့ပြည့်ပြည့်ထန်ထန်တိုက်တွန်းခဲ့ကြပါတယ်။ဘာလို့လဲဆိုတော့လူတို့ကတိုင်းပြည်တစ်ထဲကို ဝင်ရောက်တဲ့အခါထိုနေရာမှာ လူတို့ဝေပြူကြတဲ့ဖရာများစွာကို တွေ့ကြရမှာပဲဖြစ်ပါတယ်။ ညှန်လင့်ထားသလိုပါပဲဤသရီလာလူတို့ကတောနဲ့ထဲမှာနှစ်ပေါင်း40လောက်ပင်ပန်းဆေးရွက်စွာခံရပြီးနောက်ခါနန်ပြည်သို့ဝင်ရောက်တဲ့အခါထိုအရဲ၌နေသောလူတို့တည်ထားတဲ့ရုပ်ထုကိုမြင်ပြီးအလွန်အံ့ဩသွားကြပါတယ်သူတို့ရဲ့ဖခင်ကမမြင်နိုင်တဲ့ဖခင်ဖြစ်ပေမဲ့ခါနန်လူတို့ဝတ်ပြုတဲ့ဖခင်များကထင်ရှားစွာမြင်ရတဲ့ရုပ်ထုများဖြစ်ကြပါတယ်အထူးသဖြင့် ဗာလာနဲ့အာရှရာတို့ကိုဝေးပြုသူများကဣသရေလလူတို့အားဒီလိုပြောခဲ့ပါတယ်။ဖျားတဆူတဲ့ကိုပဲဘာလို့ဝေးပြုမှာလဲ။ဖျားအများဆောင်ကိုတပြိုင်နက်တည်းဝေးပြုရင်လည်းအဆင်ပြေပါတယ်။ဖျားအများဆောင်ကိုတပြိုင်နက်တည်းကိုးခွင့်ရင်ကြောက်ခဲတလုံးထဲနဲ့ငှက်နှက်ကောင်ကို ရမ်းမှာပဲမဟုတ်လား။ဣသရေလတို့ကဒီအကြံကိုသဘောကျသွားကြပါတယ်။ ဒါကြောင့်သူတို့ကဖရာသခင်နဲ့အတူအခြားယုတ်ထုများကိုလည်းစတင်ဝတ်ပြုကြပါတော့တယ်။နောက်ဆုံးမှာဖရာသခင်ကအီသရီလာတို့ကိုအပြစ်ပေးခဲ့ပါတယ်။မစ္စပိုတမီယာရှိပရဲ့ကိုရှယ်ရေရှာတိန်ကအီသရီလာတို့ကိုတိုက်ခိုက်ပါတော့တယ်။อีเทรีลาโตကသူတို့အတွက်၈နှစ်ကြာအမှုထမ်းစီခဲ့ရပါတယ်။ထို့နောက်ခါနန်ပြည်သို့ဝင်ရောက်ပြီးလွတ်လွတ်လပ်လပ်နေထိုင်ရတဲ့အခါ တဆွန်တူရဲ့အုတ်ချုံမှုတံကိုခံရတဲ့အခါဤသရီလာတို့ကအမြင်မှန်ရလာကြပါတယ်။ပြည်တင်ပေးဖို့အတွက်ဖရဲသခင်တံကိုဆူတောင်းကြပါတယ်။ဖရဲသခင်ကထိုတို့သောဤသရီလာလူမျိုးတို့ကိုပြစ်မထားခဲ့ပါဘူး။ဤသရီလာတို့ကိုကဲတင်ဖို့ဖရဲသခင်ကလူတအုပ်ကိုပေါ်ထွန်းစေခဲ့ပါတယ်။သူကခိုင်နံပြီကိုစူးစမ်းပြီးဤသရီလာလူတို့ကို ဖယားသခင်က သူတို့ကိုဒီတိုင်းပြည်ကိုပေးတော်မူတယ်ဆိုတာတတိရှိရှိပြောပြခဲ့တဲ့ကာလတ်ရဲ့ညီဖြစ်သူ အော်တန်ရီလာပဲဖြစ်ပါတယ်ဖယားသခင်ရဲ့ဝိညာဉ်တော်ကအော်တန်ရီလာ အပေါ်သို့တက်ရောက်ခဲ့ပြီးအော်တန်ရီလာကလည်းပထမဦးဆုံးသောတရားသူကြီးဒါမှမဟုတ်အီသရီလာ ဖြစ်ခဲ့ပါတယ်တရားသူကြီးဆိုတဲ့အတိတ်ပဲကစီရင်ဆုံးဖြတ်သူပဲဖြစ်ပါတယ် ခါနန်ပြည်ရှိလူအမျိုးမျိုးတို့ရဲ့ခြေချောင်းမှုမှာအီတရီလာလူမျိုးတို့ကိုကဲတင်ခဲ့သူများကိုလည်းရည်ညွှန်းပါတယ်။တရားသူကြီးအော်ဇန်ယီလာကဖျားသခင်အမိန်တော်အတိုင်းစစ်တိုင်းပြီးမေဆိုပိုတေးမီးယားရဲ့ရှင်ဘရင်ကိုတိုက်ခိုက်ကအနိုင်ရခဲ့ပါတယ်။ဒါကြောင့်အီတရီလာလူမျိုးများက အနှစ်ပေါင်း40ကျော်အောင်ငိမ့်ချမ်းမှုကို ခံစားနိုင်ခဲ့ကြပါတယ်။ အားလုံးပဲဒီနေ့တရားသူကြီးမဆာမှာဖရာသခင်ရဲ့အလိုတော်ကနေရှောင်းဖဲကမိမိတို့ရဲ့ဆန္ဒနဲ့အညီနေထိုင်ခဲ့ကြတဲ့ဤတရီလာလူမျိုးများအကြောင်းကိုမှတ်တမ်းတင်ထားပါတယ်။တခါတလေမှာလူတအုပ်ချင်းမိသားစုချင်းမျိုးနွယ်စုများကဒါမှမဟုတ်ဤတရီလာလူမျိုးတစ်ခုလုံးက ဖျားသခင်ရဲ့နှုတ်ကပတ်တော်မှာလက်ထွက်ပြီးသူတို့ရဲ့ဆန္ဒနဲ့အညီနေထိုင်တာကြောင့်ဒုက္ခရောက်ကြရပါတယ်။ဒါပေမဲ့ထိုအချိန်များမှာဖျားသခင်ဝိညာဉ်တော်ရဲ့လှုပ်ဆောင်မှုနဲ့နှုတ်ကပတ်တော်များကိုနာခံသူများလည်းပေါ်ပေါက်လာပါတယ်။သူတို့ကနေတစေဣသရေလသူတို့ကိုတပံနင်းချချင်းကိုပေးခဲ့ပါတယ်။ဒီနေ့ခေတ်မှာတော့ဖျားသခင်ကိုမနာခံသူများကပြဿနာများစွာကိုဖြစ်စေပါတယ်။ဒါပေမဲ့ဖျားသခင်ကကျွန်တော်တို့ကို နှုတ်ကပတ်တော်ကိုနားထောင်စေပြီးဖရာသခင်ကိုနာခံသူများအတွက်ရင်ကျက်ခြင်းကိုအမြဲပေးဆောင်နေဆိုတာကိုတတိယကြားရပါမယ်။